ဆက်လိုက်ပြီးတော့စနေသားသမီးတွေတပတ်တာကန်ညမာကိုလမ်းညွှန်ဟောကြားပြီးတော့မှဖြစ်တဲ့အတွက်ကြောင့်၂ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့၈ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့အဲဒီကလတော်တွင်းမှာစနေသားသမီးတွေကန်ညမာအခြေအနေကိုလမ်းညွှန်ဟောကြားပြီးတော့မှဖြစ်ပါတယ်ကစနေသားသမီးမိတ်ဆွေများကစနေသားသမီးမိတ်ဆွေများအနေနဲ့ဒီကာလထဲမှာဆိုလို့ရှိရင်တော့သူတစ်ပါးကနော်သူတစ်ပါးကခုလုံးလှုပ်လို့သူတစ်ပါးကလှုပ်လို့ ပျက်စီးတယ်ထိခိုက်တယ်ဆိုတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့တတရတာယာနာပြောပဲကောင်းတဲ့ငပြောတော်ကြီးကိုမြောက်တတုတ်ဝင်ပြက်လို့ဖယူဖရဲတွေဖြစ်ဗျမ်းမရာတွေဖြစ်ဆိုတဲ့အခြေအနေမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အလောက်ကန်စီဝိုင်းရောင်းဝယ်နဲ့ပတ်သက်လာရင်သူတို့ဘာဖြတ်လို့ပြရတာကိုယ့်ဘက်ကိုပုံမှန်အဆင်ပြေနေတဲ့ကိစ္စတွေကအဆင်မပြေထပြီးဖြစ်တာကိုလောက်ကန်ကြံစီတာတွေကိုသူတို့ဘာနှောက်ရက်လို့လွဲချော်ကုန်တာပြက်ကုန်တာမျိုးတွေကြုံရတတ်တယ်အဲ့တော့သတိထားပါအယုံမလွယ်ပါနဲ့ ငွေကြေးပေါ့ငွေကြေးနဲ့ပတ်သက်လာရင်တော့ဒီတစ်ပတ်မှာလက်ရွှင်ကန်ကောင်းတဲ့တဲမှာပါပါတယ်အဲ့တော့ငွေကြေးလက်လာဘက်ဒီရရရှိတာငွေကြေးနဲ့ပတ်သက်ပူးစည်း ပေါင်းဆက်ပြီးတော့လှုပ်တာပေါ့နော်ငွေကြေးစက်တူလှုပ်တာငွေကြေးနဲ့ပတ်သက်ရင် timing ဆွေးနွေးပြီးတော့လှုပ်တဲ့အလုပ်တွေအဆင်ပြေမှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကိုယ့်ငွေကြေးလက်ရှိအခက်အခဲတွေပြေလည်နိုင်တဲ့အလားအလာရှိတယ်အခြေအိမ်တော်ကြီးမှာတော့နားလည်မှုလွဲတာအခြေအနေသဘောထားတင်းမာတာစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ညှိမရဆိုတာမျိုးနှိုင်းမရဆိုတာမျိုးဖြစ်တတ်တယ်ပညာဆိုင်အင်တာဗျူးကိစ္စတွေလုပ်မယ်ဆိုတော့ဒီတစ်ပတ်မှမလုပ်နဲ့အဆင်မပြေနိုင်ဘူးမတိုးတက်နိုင်ဘူးအရေးကြီးတဲ့ဇာတ်ကားတွေပြောမယ်ခကြီးဒီလိုကိစ္စတွေလည်းအဆင်မပြေနိုင်ဘူးပြဿနာတတ်နိုင်တယ်ဟာလာကိုပြောတဲ့အားတွေကပြီးမြောက်တာအထမြောက်တာမျိုးတွေမဖြစ်နိုင်ဘူး ကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့ကျမ်းမာရေးဒေါနော်မီကောင်းမွန်တဲ့အထဲမှာပါပါတယ်အဲ့တော့ကျမကြီးအရာကောင်းတယ်အဲ့တော့ဒီတစ်ပတ်အတွက်ကံကောင်းကံဆိုးကိုကြည့်မယ်ဆိုတော့အနှဲငယ်ကံညံ့တယ်အဲ့တော့ဘာလို့လဲဆိုတော့ကိုယုံကြည်ရာဝိဇ္ဇာတပါးကိုမဝင်းကားနဲ့ဘူးဒီကျော်နဲ့စိတ်ကနေရွယ်ရည်မှတ်ပြီးတော့လှူဒန်းပါအဲ့တော့ဒီတစ်ပတ်ကံကောင်းလက်ရှိအကျိုးပေးကဏ္ဍဒီတုံညာတို့တစ်တို့ဖြစ်တယ်အကျိုးပေးတဲ့အကြောင်းဒီရွှေရောင်ဖြစ်ပါတယ်စနေသားသမီးတွေအတွက်ပါ